မေလ9ရက်နနက်အစောပိုင်းမှစတင်ပြီးအိန္ဒိယနိုင်ငံရဲ့လေကြောင်းထိုးစစ်စတင်ခဲ့ပါတယ်။ပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှမီးယားပြည်နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်သမားများ၊ခိုးအောင်းရာနေရာများ၊စခန်းများ တည်ရှိနိုင်တဲ့နေရာဒေသများအားအိန္ဒိယလေတပ်မှ စတင်တိုက်ခိုက်မှုများဆောင်ရွက်နေကြောင်းကမ္ဘာတဝန်းသို့အသိပေးခဲ့ပါတယ်။ မေရပြည်ထောင်စုဗြိတိန်ရုရှား UAE နဲ့ sorry အာရေဗျနိုင်ငံများတို့လည်းအသိပေးခဲ့ပြီးဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲပါကစ္စတန်နိုင်ငံနဲ့အာဖဂန်နစ္စတန်နယ်စပ်ပါကစ္စတန်နိုင်ငံရဲ့အကြီးဆုံးပြည်နယ်တစ်ခုဖြစ်သော Balochistan ပြည်နယ်မှာလည်း Balochistan ခွဲထွက်ရေးတပ်ဖွဲ့ဝင်များကပါကစ္စတန်တပ်ဖွဲ့များအားစတင်တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကရာချီမြို့နဲ့ကတ္တာမြို့ကိုဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမကြီးအားဘလူချစ်စတန်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များကထိန်ချုပ်ထားပြီးဖြစ်ပါတယ်။ပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှမီးယားဒေသအနေရှိမူဇာဘာဖတ်မြို့တို့ တိုက်ခိုက်မှုများစတင်ဆောင်ရွက်နေကြောင်းဆိုပါမျိုးနီးမြပောက်ကွဲတံများကြားနေရကြောင်းသိရှိရပြီးအိန္ဒိယနိုင်ငံသူနိုင်ငံသားအများစုကအဆိုပါတိုက်ပွဲအားထောက်ခံလျက်ရှိကြောင်းသိရှိရပါတယ်ပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှမီးယားပြည်နယ်မူဇာပါရာဖတ်မြို့အနီးပောက်ကွဲသံများကြာရှိရပြီးလူ22ဦးသေဆုံးကြောင်းကနအူးသတင်းများအရသိရှိရပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ ဖိနှိပ်မှုကိုကာလအကြာခံစားခဲ့ရတဲ့ Bluechistan ပြည်နယ်ကလည်းခွဲထွက်မှုများလှုံ့ဆော်လာမဲ့အရေးအယောင်များပြသနေပြီးပါကစ္စတန်နိုင်ငံအားတိုက်ခိုက်လျက်ရှိပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ဖိနှိပ်မှုကိုကာလကြာရှည်ခံစားခဲ့ရသော Bluechistan ပြည်နယ်တွင်းမှရှိတဲ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များကလည်းပါကစ္စတန်နိုင်ငံမှခွဲထွက်လိုတဲ့ဆန္ဒရှိပြီးပါကစ္စတန်နိုင်ငံကိုပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းမှာအခြေပြုလှုပ်ရှားတဲ့စစ်သွေးကြွများဟာ2000ခုနှစ်ကအိန္ဒိယပါလီမန်အားတိုက်ခိုက်ခြင်း2008ခုနှစ်ကမွန်ဘိုင်းမြို့တတ်မာဟာဟိုတယ်အားတိုက်ခိုက်ခြင်းနဲ့လက်ရှိ ကျွန်တော်တို့ပါကစ္စတန်ခေါင်းဆောင်ပိုင်းအတိုင်းဝိုင်းမှာတော့လခုလက်ရှိဖြစ်ပွားတဲ့စစ်ပွဲဟာတမ်ရော်ဂျီကဲပိုဂျိုဂျီမူနီကြောင့်ဖြစ်လာသည်ဟုအပြစ်ဖို့နေကြပြီးအပြန်အလှန်ဝေဖန်မှုများပေါ်ပေါက်လျက်ရှိနေပါတယ်။ ပါကစံစစ်တပ်အကြီးအကဲဂျန်နရယ်မူနီကတော့လက်ရှိမှာ လူမြင်ကွင်းမြပျောက်ွယ်နေပြီး၎င်းရဲ့သတင်းစက်များထပ်မံကြားသိရခြင်းမရှိကြောင်းသိရှိရပါတယ်။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအားတိုက်ခိုက်မိဆိုပါကဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဒေသများကိုတိုက်ခိုက်မိဟူ၍ဘင်္ဂလားဒေ့ရှ်နိုင်ငံကထုတ်ဖော်ပြောကြားခဲ့ပူပါတယ်။